မင်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါလိုင်စင်မဲ့ကားတွေကိုဖန်စီဖို့စစ်ကောင်စောင်မင်းအောင်လှိုင်ကအမိတ်ပေးပြီးနောက်မှာစစ်ကောင်စီရဲ့အရာရှိတွေပိုင်ဆိုင်တဲ့လိုင်စင်မဲ့ကားတွေကို ဖုန်ကြီးကျောင်းထဲမှာတွားထားနေကြတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေစီကသိရပါဗျ။ ဂျွန်လာတရက်ကစပြီးစစ်ကောင်းဆောင်ရဲ့ညွှန်ကြားချက်နဲ့လိုင်စင်မဲ့ကားတွေဆိုင်ကယ်တွေကိုစီမံချက်နဲ့ဖမ်းဆီးလာတဲ့အတွက်စစ်ကောင်စီအရာရှိတွေဟာသူတို့ပိုင်ဆိုင်တဲ့လိုင်စင်မဲ့ကားတွေကိုဖုန်ကြီးကြောင်းတွေမှာတွားထားနေကြတာလို့ဆိုပါတယ်။ရဲတွေနဲ့စစ်တပ်အကြီးပိုင်းတွေကလူတွေရဲ့လိုင်စင်မဲ့ကားတွေကိုဖုန်ကြီးကြောင်းတွေနဲ့ခြံဝင်းတွေထဲမှာတင်ထားကြတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတယောက်က DBB ကိုပြောပါတယ်။ဒါ့အပြင်စီမံချက်ကာလကျော်လွန်ရင် ပြန်လည်အသုံးပြုခွင့်ပြုထားပြီးစီမံချက်ကာလအတွင်းစီနင်းချင်းမလုပ်ဖို့နဲ့သိစေထားကြဖို့လဲအချင်းချင်းသိပေးထားတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းဘုန်းကြီးကျောင်းတွေနဲ့သီလရှင်ကျောင်းတွေကလိုင်စင်မဲ့ကားတွေကိုလက်ခံမထားဖို့သာသနာအမှတ်တံဆိုင်နဲ့လိုင်စင်မဲ့ကားတွေကိုမစီနင်းဖို့လဲပြည်내တိုင်းသံဃာနိုင်ငံအဖွဲ့တွေကညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်ရှင်။ စစ်တပ်ထောက်ခံသူစော်ဖုံဟင်းကိုမန္တလေးနန်းတွင်စစ်ကြောရေးကိုပို့ဆောင်ထားပြီးမန်းစကိုင်းမကွေးဒေသတွင်မှစစ်ကောင်စီနှင့်ပြည်စောတိအဖွဲ့တွေကြားမကြေလည်မှုတွေပုံများလာပါတယ်ဒီသတင်းကိုတူတာချန်သာပေးပို့ထားပါတယ်ရှင်တက်မတော်မှာဗျာဖခင်တယောက်အနေနဲ့နော်အန်ဒီဂျူဂျူလာဆိုလဲမိခင်တယောက်အနေနဲ့ ကျွန်တော်တို့တက်မလို့သားတွေနဲ့တက်မလို့သားမိသားစုတွေကိုပြန်ကြည့်တင်ပါတယ်စစ်ကောင်စီကိုဝေဖန်မှုတွေစတိုက်ပြုလုပ်ခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဘုံဟင်းကိုမန္တလေးနန်းရင်စစ်ကြောရေးမှစစ်ဆေးနေတယ်လို့မန္တလေးဒေသခံ PDF ကောင်းဆောင်တယောက်ကပြောပါတယ်ပြင်းဦးနေမျိုးတုံးတော်ရမနေထိုင်တဲ့ဇော်ဘုံဟင်းကိုဂျွန်လာနေရနေ့မှာစစ်ကောင်စီကဖမ်းဆီးခဲ့ပြီးပုံမှန်နှစ်ခုနဲ့အမှုဖွင့်ကြတာပါဇော်ဘုံဟင်းကအဖမ်းခံရပြီးနောက်မှာပြင်းဦးနေမျိုးနဲ့ပြင်စာရွာရဲစခန်းကိုရောက်လာခဲ့တယ်လို့အနည်းစခန်းစစ်ကြောရေးကိုလည်းရောက်လာခဲ့ပဲမန္တလေးနန်းရင်စစ်ကြောရေးကိုအပိုခံထားတယ်လို့ဆိုပါတယ် ေဘုံနဲ့ပတ်သက်လို့လည်းမတနာပါဘူးအခုပြပြောရအောင်လည်းနန်းလို့နဲ့ဒီဦးလင်းကရေးရတော့မှန်ဆိုလို့ရှိရင်ဒီဦးလင်းဒီကောင်သုံးတော်ပတ်နေတာဆိုတော့မင်းစကန်နဲ့သက်ဆိုင်ကလီစကန်ကိုပြန်စားလို့ရောက်မလာဘူးပြန်စားနဲ့သက်ဆိုင်တာကိုသုံးတော်ပြန်စားနဲ့ပုံကြီးရအပြန်စားရဲ့ကောင်ကတော့ရောက်မလာဘူးကိုမင်းလည်းလည်းရောက်မယ်ကိုအဲ့လိုပြင်တော့ရတာပဲရှိသူတို့အဲ့လိုပြင်တာကျွန်တော်တို့ကတော့ဝမ်းသာအားရပါလိမ့်ကျွန်တော်တို့အဲ့လိုပဲမှတ်ယူနောက်တစ်ခုကတော့သတိရှိရမယ့်ချက်ကပါလဲဆိုတော့လမ်းကျုပ်သလန်ကရုပ်ရှင်ရိုက်ကလာဖို့အဲ့ဒါလေးကတော့တံပြားဖြစ်မိတယ်ဦးနေဝင်ကိုဦးသားရွှေကဘီးမသက်လို့ဦးသားရွှေကိုမင်းအောင်လာရင်ဘီးမသက်လို့စစ်တဲ့ထဲမှာလည်း အလားယာတိယာကံဆိုတဲ့အဲဒီမှာသုတ္တတွေလောက်လာပါလေ။အရာတို့ကနေပေးချအနာပေးနာပေးတဲ့ဆိုတာလူသားကောင်းအောင်ပြောတာ။ဒီစီရင်တရားကိုစစ်ကြည့်လို့ဓမ္မကရေကအစဉ်ပိုင်းရှိ။အဲကြမ်းမှာမှာသဘောရင်းလို့ပေါင်းတဲ့ငမွားလေးပဲလေ။ မန္တလေးတိုင်းမြင်းညံခေမှာနာမည်ကြီးတဲ့အမျိုးသမီးပြူစောတီကောင်းဆောင်တီလာယူမွန်ဟာလည်းဧပြီလကမိုင်ကလေးကလှုပ်ရှားမှုမရှိတော့ဘဲသတင်းတွေညင်နေခဲ့ပါတယ်။ဧပြီလကလေးကစစ်ကောင်စီရဲ့မြင်းညံခေရင်အတွင်းတိုက်ပွဲတွေမှာပြူစောတီတွေကိုမတုံတော့ဘဲစစ်ကောင်စီကသူတို့စစ်သားတွေကိုပဲအုံပြူနေတာတွေ့ရတယ်လို့ဒေသခံ PDF ကောင်းဆောင်တယောက်ကပြောပါတယ်။ဒီကတိအယူမွန်ညင်နေဆိုတာလေ။ဘာဘောကဘယ်အနာရှင်မဆိုဘောနော်။ပြည်သူကိုစော်ကားတဲ့ဒီနေ့ပြည်သူချိန်သာမိကြပါပဲ။ဒီအယူမွန်သူ့သူသူဘောနော်အမြင့်ပြိုင်ပြဲမပြတ်ချင်နေဘောနော်။ဒီကြတာတခုကတော့သူအမြင့်မပြတ်ဘူးဆိုလေသူ့ကိုအမြင့်ပြောင်း င်ကြီးတို့ကြားမဲ့တွေကတော့အမြင့်ဖြတ်ပေးရမှာပဲဗျာအာနာရှိတဲ့လူကြီးတွေအများဆိုသူတို့မကောင်းကြောင်းပြောရင်တော့ခမချက်ချင်းလက်နေဗျာတရားဆွဲမယ်လို့ပြောတာနဲ့တတိပေးတာပြောတာနဲ့တကယ်ပြည်သူတွေရဲ့အခက်အခဲတွေကိုပြောပြရင်ပြည်သူတွေရဲ့ဒုက္ခတွေကိုပြောပြရင်ခြေထမ်းမှာတမရတော်သားရဲ့ဒုက္ခတွေကိုပြောပြရင်လူတို့တွေရဲ့နားတွေကလေးနေရပြန်တယ်သူကနှထိုင်းနေဖြစ်ဖို့ကများတယ်နော် မကွေးတန်းကနမဲကျော်စစ်တပ်ထောက်ခံသူတင်ငန်းဝပောက်ကူတော်ကလည်းပြူစောတိတွင်နဲ့စစ်တပ်ထောက်ခံသူတွေကိုစစ်ကောင်စီကဖမ်းဆီးရေးယူနေတာတွင်နဲ့ပတ်သက်ပြီးအင်တာနက်လူမှုကွန်ရက်တွေကနေဝေဖန်မှုတွေဇက်တိုက်ပြုလုပ်နေတာတွေ့ရပါတယ်။မိတ်လာမျိုးဝင်ကိမ်းမှာဗိုလ်မှူးဝေဖြိုးနဲ့ပြဿနာဖြစ်ခဲ့တဲ့မိတ်လာပြည်သူစစ်ကောင်းဆောင်စော်ယူထွန်းကိုမေလ29ရက်နေ့မှာစစ်ကောင်စီမိတ်လာမျိုးနဲ့တရားရုံးကပုံမှန်99ကကြီပုံမှန်66ကကြီလိုနဲ့မိတ်လာအကျဉ်းဆောင်ကိုပို့ခဲ့ပြီးနောက်ပောက်ကူတော်ကပြင်းပြင်းထန်ထန်ဝေဖန်တာတွေပြုလုပ်ခဲ့တာပါ။ ခုချိန်မှာကဘယ်သူမျိုးမဆိုစစ်တပ်နဲ့မထိတွေ့မိပါစေ။စစ်တပ်နဲ့ထိတွေ့မိရင်ဘယ်သူမျိုးမဆိုသူဒုဗက်ကလူဒုဗက်ကလူမျိုးဆိုသူဖမ်းဆီးပြီးတော့ထိသိမ်းမဲ့အခြေအနေဖြစ်နေတာ။နာနာရသည်မြန်မာရသည်သူတို့ဘလောက်ပဲပြဆက်ပြဆက်အချင်းကြရင်ကျင်းလာကုတော်ပြတ်စီပဲသူကဆက်ကြည့်သားလဲစားမှာသူတို့သုံးလုံးရအောင်တော့မှာသူတို့သုံးရရင်သူတို့ကတော့ချနေကြမှာလေဒါကြောင့်ဒီစက်ကော်ပီဆော့ရှိနေအမြင်မှန်ရရှိအောင်ဒီလိုရင်ကိုခေါ်လို့ရအောင်ဒါပဲကျွန်တော်တို့ပြောလို့ပါ မန္တလေးတိုင်းမြင်းကြံမှာတီရာယုံမမကွေးတိုင်းမှာပောက်ကိုရောစကိုင်းတိုင်းမှာဝါတဝါကိုရောတို့ဟာဆရာနာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီရဲ့အရန်အင်အားဖြစ်ပြူစောတိဖွဲ့တွေကိုဦးဆောင်ခဲ့သူတွေဖြစ်ပါတယ်2023ခုနှစ်မြောက်ပိုင်းမှာမိတ်သုံးဘွေရဲ့တည်တုံညာနှစ်ခွန်စစ်စင်ရေးမှာစစ်ရေးချိန်ဝင်ရှာပြောင်းလဲဖြစ်ပြီးနောက်မန်းစကိုင်းမကွေးကပြူစောတိတွေကိုစစ်ကောင်စီကလက်နက်နဲ့ရိတ်ခါပုံမှန်မထောက်ပတ်နိုင်တော့ပဲအဲဒီနောက်ပိုင်းမှာသူတို့အချင်းချင်းကြပြဿနာတွေပိုကြီးထွားလာခဲ့တာတွေ့ရပါတယ်ကျွန်တော်တုတချမ်းသာပါ စကိုင်းနဲ့မန္တလေးကငလင်တန်တဲ့ဒေသတွေမှာရှိတဲ့မူလတန်ကျောင်းသားကျောင်းသူတွေအတွက်လီဗာပူးအသင်းကလူဝစ် DS လက်မှတ်ပါဂျာစီနဲ့ဂန်ဒဝင်ကစားသမားတွေရဲ့လက်မှတ်ပါဂျာစီကိုလေးလံတင်ရောက်ချပေးသွားမယ်လို့ OLSC မြန်မာစီကတီးရပါတယ်။ ငလင်ဘေးသိမ့်ဒေသတွေကမူလတန်ကျောင်းသားကျောင်းသူတွေကို OLSC မြန်မာကလှူဒန်းနိုင်ဖို့ Liverpool အသင်းမှလက်ရှိကစားနေတဲ့ Louis Diaz လက်မှတ်ရေးထိုးထားတဲ့ဂျာစီကိုလေလံတင်မဲ့အပြင်2000ခုနှစ်ကဖလားငါလုံးရ Liverpool အသင်းကံဝင်တွေဖြစ်ကြတဲ့ Robbie Fowler, Luis Garcia, John Arneri Sido ရဲ့လက်မှတ်ပါဂျာစီသုံးထည့်ကိုလေလံတင်ရောက်ချပေးသွားမယ်လို့ဆိုပါတယ်။ မူလတန်ကျောင်းသားတယောက်ကိုတနှစ်စာပညာသင်နှစ်အတွက်စာရေးကိရိယာတွေလွယ်အိမ်နဲ့ကျောင်းဝတ်စုံတွေဝယ်ယူနိုင်ဖို့ကျပ်ငွေ2သိန်းလှူဒန်းဖို့အရာထားတယ်လို့ဆိုပါတယ်လူဝိဒီယက်ဆီလက်မှတ်ပါဂျာစီကိုကျန်းခင်းစေသိန်း20သတ်မှတ်ထားပြီးလူဝိဂါစီယာနဲ့ဂျိုအာနေရီစေလက်မှတ်ပါဂျာစီနှစ်စုံကိုတော့ကျန်းခင်းစေ10သိန်းသတ်မှတ်ထားတယ်လို့သိရပါတယ် ။ဒါပြင်ရော်ဘီဖောင်လာလက်မှတ်ပါဂျာစီကိုတော့လေလံတင်မှာမဟုတ်ပဲကန်ဆာမဲဖောက်ပေးမှာဖြစ်ပြီးကန်ဆာမဲတစ်စောင်ကိုကျပ်ငွေ9000နှုန်းဖြစ်တယ်လို့သိရပါတယ်ရှင်။ GBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်